2025ခုနှစ်ဇူလိုင်လ2ရက်ဗုဒ္ဓနေ့မနက်စောစောနှုတ်ကတော်ညီဖျားခင်သာတောက်လိုက်ညတော်သူသမားခန်းစားပြီးတိရတကလာတော်လာခြင်းလဲမဲ့ခွင့်ရွတ်အတွက်ဖြစ်စဉ်ပြည့်ဖြစ်ရှင်မှာပုံကြည်ပါစီတော့ယေရမိမိသားစကားခန်းကြီး3ပိုက်ကင်2023မှာနည်းတိုင်းကင်းတော်သောတိတ်ကိုခန်းစားရတယ်လို့ကျမ်းစာပြောပါတယ်တကြတော့ရဲ့ my blessed morning စီတိုင်းမှာအဟုတ်မနေ့စောစောကနေပြီးတော့ကင်းတော်သောတိတ်ခန်းစားပြီးတိရတကလာတော်လာခြင်းလဲမဲ့အဲ့ပေါ်ရက်တီပြီးတော့ မေတော်ချီးမွမ်းတာပိတ်သက်တွေသတိထားမိမှာဖြစ်ပါတယ်လို့ကာလချုပ်ရွှေစွာရွေးတော်မဆိုရင်နှစ်ဆအတွက်ဒီကနေ့ပါဝင်ကျွန်တော်ကျွန်မတက်ရှိခဲ့တာ183ရက်ရှိခဲ့ဖြစ်ပါတယ်နှစ်ဝက်ရောက်သွားပြီเนาะမနေ့ကနေ့လက်မွန်တဆက်နိုင်မှာနှစ်ဝက်ရောက်ခဲ့ဖြစ်ပါတယ်အဲ183ကိုဘယ်လိုသုံးပြုခဲ့လဲပြန်ပြောင်းဆက်စရာအောင်မရက်ဖန်နေစပြီးတော့ နှစ်ကုန်ဒီချန်ရှိသေးတော့182ရက်အချိန်ပါသေးတယ်အဲ182ရက်ကိုလည်းကာလချွန်အကောင်းဆုံးရွေးနှုတ်ပြီးပွားလာခြင်းလည်းပို့လို့ပါရှေးစွာတိုက်တွန်းနှုတ်ဆောင်ပြစီဒီကနေ့ my blessed morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကြားစာတော့ယောမရစာခန်းကြီး၈အပိုင်ငယ်73ဖြစ်ပါတယ်တင်းတို့ဒီဇာတိပဂိအတိုင်းအသက်ရှင်လင်းတေရကြပြီဝိညာဉ်တော်အဖြစ်ကိုကာယအကျင့်ကိုတေစေလင်း အသက်ရှင်ကြလိမ့်မည်မြတ်ဘုရားသည်အသက်ရှင်တဲ့စကားပြောတဲ့ယောက်တော်ဘုရားသခင်သည်အသက်တပံပြန်လိုက်ကောင်းချီးပေးပါစေသောအာမင်ယောမစာခန်းကြီး9နဲ့ယောမစာခန်းကြီး6ကနည်းနည်းတဲ့အခန်းဖြစ်ပါတယ်ဘာလို့နည်းနည်းလဲပြောရလဲရှင်ကျွန်တော်ယုံကြည်သူအရောက်တိုင်း demolition ball လို့ပေါ့လေတွေ့ကြုံရတဲ့အတွေ့အကြုံ experience နော် experiential theology လို့ပြောလို့ရတယ်အတွေ့အကြုံဆက်စပ်နဲ့ဩဝါဒပေးနေတာဖြစ်ပါတယ်ဟောဒီမှာ demolition ကဘာပြောလဲဆိုလို့ရှိရင် ဇာတိပရိတိုင်းအသက်ရှင်ရင်သိမယ်လို့ပြောပါတယ်။အပီးကတဲ့တင်းလာလက်ကြောင့်ပြောခဲ့ပြီးပါပြီ။ကျွန်တော်ဝိညာဉ်သဘောနဲ့အသက်ရှင်ဖျားစကားတော်ရဲ့လို့လိုက်တယ်။ဇာတိပရိတိုင်းအသက်ရှင်ပြဉ္ညာတိအာပြဉ္ညာတရားကြောင့်ဖြစ်လာတဲ့အပြစ်တရားရဲ့အလိုတိုင်းလိုက်တယ်ပြောပါ။ဟောဒီမှာလေးတိုင်းမင်းဖြစ်ပါတယ်။ကျွန်တော်ဇာတိပရိတိုင်းအသက်ရှင်ရင်ဘာဖြစ်သိမယ်။ဘာမှအကျိုးကျေးဇူးမရှိပြောတာ။ဖျားပြင်တဲ့သိတဲ့သူဖြစ်နေလိမ့်မယ်။အတော့ဝင်ဘူးလို့ပြောနေတာဖြစ်ပါတယ်။ဒါပေမဲ့ ဝိညာဉ်တော်အားဖြင့်ကိုယ်ကာယဤမကောင်းတဲ့အကျင့်တွေကိုသိစဉ်ရင်အသက်ရှင်တယ်လို့ပြောပါဒါတော့ဘုရားသခင်ဖို့လို့ကအသက်ရှင်ခြင်းကျောတတ်ပါဖြစ်သွားမယ်ဇတိယနေ့ပြောကျွန်တော်ခရိယံတတ်တာကိုယ်ကိုဆန်းစစ်ကျွန်တော်လည်းကိုယ်ကိုဆန်းစစ်တယ်ကျွန်တော်ဒီနေ့ဇာတိပရိနဲ့အသက်ရှင်နေကျွန်တော်တတ်တာသိနေတယ်အသုံးမဝင်ဘူးဘာနဲ့လက်နဲ့သလိုဆိုရင်ဟလာလေဖြတ်ထားတဲ့သူတယောက်လိုပဲအဲ့လိုပဲဖြစ်နေမှာပါအသက်တော်ရှင်နေပြီပဲခန္ဓာကိုယ်လှုပ်ရှားလို့မရဘူးလေ ဒါပေမဲ့ဝိညာဉ်ပရိအားဖြင့်ကိုယ်ကိုယ်အချင်းတွေသေစေပြီးဆိုရင်တော့အသက်ရှင်မယ်ဒါဘုရားသခင်ဖို့လို့ကအသက်ရှင်တဲ့သူဖြစ်သွားတော့မှာဖြစ်ပါတယ်ကျွန်တော်တရားနေပြီးတော့မိဘဝတ္တစဉ်းစားမယ်ကျွန်တော်တို့ဘုရားခင်ရှိတော်မှာမတ်သားတွေလားလူသိနေတဲ့လူလားဒါစဉ်းစားဖို့ဖြစ်ပါတယ်ဒါမှမဟုတ်ရင်ဘုရားခင်ရှိတော်မှာအသက်ရှင်ပြီးတော့ကြီးပွားကောင်းချီးမင်္ဂလာဖြစ်နေသူလားလို့စဉ်းစားဖို့ဖြစ်ပါတယ်ဒါကြောင့်ဒီယောမောရစာခဏခဏကျွန်တော်ပြောရောယောမောရစာခန်းကြီး9နဲ့ခန်းကြီး10က 这个恁那边就是阿追求呢，看啥也偏巴人，爱鸟就是德南部罗阿巴人，不如德南阿巴人。我偏那个还咋哩？毛脾气嘛，偏里面。啊，偏那边了，过年在偏偏鸡川一级那里看嘛，哦，比了嘛，比总对，爱情嘛对，要么困难，要么选择大哦，就罗对比了，巴人只能在讲偏里面路，就罗跑偏就那偏巴人路，就讲阿追求阿偏，就罗也是看啥不，不阿得他妈大阿一级嘞。 ်နှုတ်ကတော်နေရှိရသွားမယ်ပြီးရင်ကျွန်တော်ရဲ့ experience ကျွန်တော်ရဲ့အတွေ့အကြုံတွေနောက်ကနေလိုက်ပါသွားဖို့အတွက်ဒါအင်မတန်မှရေးကြီးတဲ့အရာဖြစ်တယ်ဆိုတာကိုထပ်ဆင်ပြီးတော့ဖော်ပြလိုပါတယ်ကျောင်းရဲ့နှုတ်ကတော်နဲ့ဝေခါချာဖြစ်ရောက်ထုံးမှာဘုရားခင်သည်အတိတ်တပံပြန်လိုက်ကောင်းချီးပေးပါစေတော့ဆုတောင်းနှံကြပါစို့မြတ်တော်ရှင်ဖဖျားဇာတိပြဖြင့်အသက်ရှင်သားတို့ကခရစ်ရှိရှိမှာသုံးဝင်တဲ့လူတည်တွေဖြစ်မှာဖြစ်ပါတယ်။ဒါဝိညာဉ်အဖြစ် ဇာတိပတိအချင်းတွေကိုကားရဲ့အချင်းတွေသေစေတယ်ဆိုရင်တော့ခရစ်ရှိရှိမှာအသက်ရှင်သွားမှာဖြစ်ပါတယ်။ကျော်ဒီနှုတ်ကတရားဆိုရတ္တိပြီးတော့ခရစ်ရှိရှိရှိမှာမှာသာရောတည်နေသူတလားအသက်ရှင်နေသူတလားဆိုတာကိုကိုဆန်းစစ်ပြီးစဉ်းစားဆင်ခြင်စရာအကြောင်းဖြစ်စေဖို့အတွက်မဆာပြည့်ပြည့်လမ်းပြတော့ပို့ဆောင်ကောင်းချီးပေးပါပြီအကြောင်းထမြောက်အသက်ရှင်တော်မူသောအရှင်ယေရှုဖရာနာဘရပိကိုမိပြုပြီးဂျေဆုတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံကြပါရဖာဖရာသခင်အာမင်မနေ့က ဆူလန်လာတည့်ရဲ့မွန်တက်ဆန်နိုင်တီတီဒါ2025ခုနှစ်ကကျော်ခုလာပြုတ်ခဲ့တဝက်တီတီအချိန်ပေါ့လေအဲ့ချိန်မှာကျော်ဘာလုပ်ခဲ့ဆိုရင်မိဘများတာဝတဲ့အစီအစဉ်ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်လို့နားထောင်ပြီးလားမပြောတတ်နားမထောင်သေးပြန်ပြီးနားထောင်ပါအောင်လို့ပြီးရင်ဝီသက်တာအတွက်တိဆော့စင်တဲ့ကောင်းကြီးပင်လာဖြစ်ရင်အဲ့ဒီမိဘများတာဝတဲ့အစီအစဉ်ကိုလည်း public မှာ share လုပ်ပေးပါအောင်အော်ဒီနေ့ဝင်ကချက်လည်းရေးပါတယ်ဝင်ကချက်တခုပါယောမခုနှစ်နဲ့ယောမရှစ်နှစ်တိုင်းလို့ပြောတဲ့ခါလဲဒါအမြဲတမ်းပြုတ်နေကြပါ ကျွန်တော်တွေ့ကြုံအဖြစ်ရရှိခံစားဖို့ဒါအရေးကြီးပါတယ်။ဒါပေမဲ့ကျန်းစာတမတဲတော့ရှိရသွားမှာပေါ့လေခုနကကျွန်တော်ပြောခဲ့ပြီ။ပြီးရင်နောက်ကအတွေ့ကြုံတွေလိုက်ပါသွားဖို့ဒါအရေးကြီးပါတယ်။အတွေ့ကြုံကြီးပဲရှေ့တန်းတင်ဖို့မဟုတ်ရအောင်နှုတ်ကတော်ရှေ့တန်းတင်ဖို့ဖြစ်တယ်။သူတို့လို့ဆောင်နေဖို့တဲ့ကျွန်တော်မှဖျားရှင်ကောင်းကြည့်ပါသေး။နှုတ်ကတော်ရှေ့တန်းတင်ရင်နောက်ကနေကျန်းစာနဲ့ kait ညီတဲ့အတွေ့ကြုံတော့ကလိုက်လာမှာ။ဒါကျွန်တော်ခရိယတတမှာအတွေ့ကြုံပဲခန်းစားမှာဖြစ်တယ်ဆိုတာကိုဖော်ပြလိုပါတယ်။ဆက်လက်ပြီးတော့ public မှာ share ပေးပါအောင်လို့ ရောက်တဲ့ပုံမှာဘုရားသခင်ဒီကြီးပါတဲ့ကောင်းချီးမင်္ဂလာများနဲ့တုံလောင်းပြီးလက်ပြတော်ဥပါစေတော်အာမင်